တင်မင်းနိုင်ငံမှာတုံးတဲ့ပတ်စံမင်းခိုင်စူစံအပိုင်း6ဒီရက်ွက်လေးတွေကိုပြောင်းလာပြီလို့6လကျော်ကျော်လောက်အကြာမှာတယ်ကျွန်တော်တို့အိမ်မှာအိမ်သားအစ်စ်တယောက်တိုးလာတယ်ကိုမောင်မောင်ချိုးတဲ့ကျွန်တော်တို့ထက်တော့အသက်အများကြီးကြီးပါတယ်ရိုးလိုက်အလိုက်တာလေးလွန်ရောဘလောက်အတယ်လဲဆိုတော့သူငငယ်တုန်းကစေတန်းအောင်ရင်လေးစိတ်ချူတီ free shop ဆိုတဲ့ဆိုင်တွေမှာအလုပ်လုပ်မယ်လို့ဘဝရှိမှန်းချက်ကြီးကြီးထားတာဆိုပဲ။ ဘာကြောင့်လဲဆိုတော့သူ့စိတ်ထဲမှာ duty free ဆိုတာ duty အလုပ်တာဝန် free အားလက်တော်လို့ဘာသာပြန်ပြီးဘာတာဝင်ဘာအလုပ်မှလုပ်เสียရမလိုတဲ့အလုပ်ထင်လို့တယ်ဗျာအခုလဲမိမယူပြီးခလေးနှစ်ယောက်ရတဲ့အထီတော့ဘာအလုပ်မှလုပ်တာမတွေ့ရဘူးတနေ့ကုန်ကျွန်တော်တို့နဲ့လက်ဖေးဆိုင်လာလာထိုင်နေတာပဲသူရောက်ခမချမ်းသာလို့သာတော်သေးရဲ့ချမ်းသာရဲ့ဆိုပေမဲ့လို့တိတ်ကြည့်ကြည့်တက်ကြည့်တော့မဟုတ်ဘူးပေါ့ အငိမ့်စားအရာရှိဘဝနဲ့ family ရာကားလေးတစ်စီးရှိတယ်။ပြီးတော့အိမ်အသုံးစရိတ်တူတူထွားထွားရအောင်အဝီစီတွင်တူပြီးဟီစီလဲနှစ်စီးထောင်ထားတယ်။သူ့အိမ်မှာကိုမောင်မောင်ချိုဝိုင်းလုပ်ပေးရတယ်ဆိုတာကရေးဆက်မောင်းပြီးဟီစီလဲတွေထည့်ပေးရတာလောက်ပဲ။သူ့မိန်းမမဝင်းမီကတော့ပကုံးမှာရှိတဲ့ဆေးစုပန်းရိုင်ယုံကိုတွားတွားပြီးကြီးကြံနေရတာနဲ့တလမှာ၁၀ရက်လောက်ပဲအိမ်ကိုပြန်လာနိုင်တာ။ မန်ဝင်းမေကသူ့ယောက်ျားကိုချက်လဲချက်ပါရဲ့ဒါပေမဲ့ကိုမောင်မောင်ချိုရဲ့တုံးပုံအပုံတွေကိုအားမလို့အမေရဖြစ်ပြီးစူရကျင်းရထုရနှဲ့ရတာတွေလေအချင်းချင်းပဲဘေးအိမ်တွေကကြားရင်မန်ဝင်းမေကိုပဲနှုတ်ချမ်းအာချမ်းမိမ့်မလင်းကိုနိုင်တဲ့မိမ့်မလို့အောင်းမိမှတကယ်တမ်းတော့မန်ဝင်းမေမလွန်ဘူးတခါကလည်းကြည်လေသူတို့အိမ်မှာကုဘော်လောင်ဘတ်ဝိုင်းလို့ဖို့ခေါ်ထားတဲ့ကောင်မလေးနှစ်ယောက်ရှိတာ ခမရီမှာအရွယ်ကလည်းအပြူအရွယ်တွေနေပုံထိုင်ပုံကလည်းတိတ်ပြီးအချိုးအဆန်မဟုတ်လာတော့မဝင်းမီမျက်စိနဲ့မတည်ဘူးထင်ပါရဲ့။ကောင်မလေးတွေကရီစားတနာထားတဲ့အရွယ်ဆိုတော့နည်းနည်းမှုပြက်လာတယ်။မဝင်းမီကလည်းချက်ဆူနှကွက်ကနီးတောက်တဲ့မိမပဲဥစ္စာရှိမိတာပေါ့။အဲ့ဒါနဲ့စောင်းပြီးဖမ်းဖို့လုပ်ရော မသင်္ကာရာကတော့သူတို့ချင်းအိမ်စပိန်ပြင်ဆိုင်က အလုတမားလေးတွေနဲ့ပဲ ညဘက်ညဘက်လူကြီးတွေအိမ်မောကြတဲ့အချိန်ကြရင် အောက်ထပ်ကောင်မလေးတွေအခန်းကတူ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 စကားပြောတန်ကြတာမျိုးတကားဖွင့်တန်ကြတာမျိုးတွေကလည်းရှိလာကုန်။ချန်စီယိုကလည်းခန်းနေနေဆိုတော့ဟိုဘက်ကနေကြုံဝင်လာဖို့ကလည်းမခတ်ဘူးလေ။တရက်ကြတော့မဝင်းမီကပြုံးဆိုအိမ်ပေါ်ကောင်မလေးတွေရဲ့အခန်းကိုအလစ်အငိုက်ဖန့်ဝင်စစ်တာ။စုံတော့မျက်လုံးနဲ့ဟူရှာဒီရှာနှိမ့်နှိုင်ချွတ်ချွတ်လှန်လုံးကြည့်တော့ တင်ဖြူပြအချူအချားမှာ secret ဖင်စီကန်အတူတစ်ခုတွေ့ပါလေရောအဲ့ဒီမှာရင်အင်ဘော်ကောင်မလေးတွေကိုအင်းရှိကန်ကျမ်းမြင်ပေါ်ထိုင်ခိုင်းပြီးမန်ဝင်းမီကပလေးစစ်စစ်တော်တာဒါဘသူ secret တို့လဲကောင်မလေးတွေကကြောက်လွန်းလို့တုတ်တုတ်မှ မလုံရဲဘူးအထီးစကားမကြားရတော့မန်ဝင်းမီပို့ပြီးဒေါသထွက်လာတယ်ဟဲ့ငါမင်းနေပြောကြလိဒါဘသူတောက်ထားတဲ့ secret တို့လဲ အဲ့ဒီအချိန်မှာပဲလက်ဖေးဆိုင်ကပြန်လာတဲ့ကိုမောင်မောင်ချိုကအင်းရှိဖက်နှက်ချွပေါ်လှန့်တက်လိုက်ရာကနေသူ့မိမရဲ့စကားသံကိုနှစ်စုံနှစ်ဖြားကြားလိုက်တာနဲ့ကမန်းကနဲ့လှမ်းပြီးအဝေးကုစီကရက်နေတူပါရဲ့ကွာအဲ့ဒါလို့ဘူးမသိဘာမသိအတိတ်ဝင်ဆွတ်တာမဝင်းမီကဆောင်းကြီးအောင်ကြီးနဲ့ဒိုင်းကနေမျက်စောင်းလှမ်းထိုးရင်းရှင့်အသာနေစမ်းကိုမောင်ချိုဒေါသဖြစ်ဖြစ်နေလှန့်ဟောက်တယ် ကိုမောင်ချိုးကလည်းသူ့မိမဒေါကန်နေမှန်းသိတော့ညနာကိုအတက်နိုင်ဆုံးပြုံတုံတုံချိုတိုတိုလေးလှုပ်ထားရင်လေးတန်ပြစီမြောင်တောင်ကလေးနဲ့ဟဲဟဲအဝင်းကလည်းကွာဒီအိမ်မှာဆက်လေတောက်တတ်တဲ့သူဆိုလို့အဝင်းအဖေရဲ့ကိုရဲ့နှစ်ယောက်သေးရှိတာမဟုတ်လားအဖေကစေးပေါ်လေးပဲတောက်တာလीဟဲဒီတော့ကိုရဲ့ secret တူပဲဖြစ်မှာပေါ့ကွာဒါလေးမြမိမ့်မှာဟဲ့ရှင်းနေတာပဲဒီမဲ့ကိုမောင်ချိုး ရှင့်အပေါက်ကိုအခုပိတ်မလားမပိတ်ဘူးလားကိုမောင်ချိုကမျက်လုံးလေးကလေးကလေးနဲ့ဟင်ဘာလဲဟင်ကိုဘာပြောမိလို့လဲမိမရဲ့ကိုစီဂရက်ကြောင့်သူများအဆူခံရမှာဆိုသွားဒီကိစ္စရှင်းနဲ့ဘာမှမဆိုင်ဘူးခတ်ဝေးဝေးသွားနေဩမိမရဲ့စီဂရက်ဆိုတာကိုတယောက်ပဲတောက်တောက်ခွန်းမဝင်းမီကရှင်နွေးပကံလုံးနဲ့ကောက်ပေါက်လိုက်ရင် တိတ်ဆန်းကိုမောင်ချူဒီမှာအိမ်ပေါ်မနဲ့ဟွာဖြစ်တဲ့လက်တွေကိုစစ်နေရနော်ရှင်တရခံဖြစ်သွားကြလို့လားအဲ့ဒါလို့တဲ့တဲ့ပြောမှပဲကိုမောင်ချူတယောက်ရှိမိပြီးကုတ်ကုတ်ကလေးလစ်တော်တာဒါကတော့သူ့လက်ချက်မဟုတ်တာတေချာလေလေကျွန်တော်တို့နဲ့ကိုမောင်ချူကလက်ဖေးဆိုင်ထိုင်ရာကစုံမိပြီးမိတ်ဆွေဖြစ်ကြတာဆိုတော့သူ့မိမမဝင်းမီကိုမမြင်ဘူးကြဘူးဗျဆက်လဲမဆက်စုချင်ကြပါဘူးဗျဒီလိုပဲနေလိုက်ကြတာပါပဲ ကုမောင်မောင်ချိုကိုနိုင်ကလည်းစကားခန့်နေနေရဲ့ဗျတခါတခါကြရင်တော့လဖေးဆိုင်မှာကျွန်တော်တို့အုပ်စုဖွဲ့လေးပန်းနေတော့စပင်းနီကြောင်ကြောင်အဝတ်အစားဘူတီဘတ်တီနဲ့မိမတယောက်ကအခါလေသားအရွယ်လောက်ကလေးတယောက်ကုမောင်မောင်ချိုရဲ့သားအငယ်ကောင်ထင်ပါရဲ့ဗျကိုကတိခွင်ချီလာပြီးအဖေကြီးကလေးကမနေဘူးတော့လာထိမ့်ပါအောင်လို့လဖေးဆိုင်ရှိကနေလာပြီးအတန်ပြုတ်တတ်တယ် အဲ့ဒီလိုအခါမျိုးကြရင်ကိုမောင်မောင်ချိုးကလည်းကပြကတိနဲ့ပစူးလေးပြင်ဝင်ပြီးလာပြီလာပြီဆိုပြီး ခလေးကိုပြေးချီပြီးရင်နှစ်ယောက်သားရက်ွက်ထဲစီစုံတွဲကြွမြန်းတော်တာပဲကျွန်တော်တို့ကအဲ့ဒီသဘင်းနီးကြောင်ကြောင်နဲ့မိမဟာဖြစ်ကိုမောင်မောင်ချိုးရဲ့ဇနီးဖြစ်မှာပဲလို့အောက်မိထားတာမဟုတ်ဘူးဗျမန်ဝဲမီကချက်ဟဲပြုတ်ဟဲနဲ့မအားရဲ့အချိန်ကလေးအငယ်ကောင်ကထထငိုပြီးဆိုရင်အိမ်ပေါ်ကိုထိန်ကိုင်းချော့ခိုင်းတာတဲ့ အဲ့ဒါအိမ်ပေါ်ကခလေးကိုခြိရင်ပိုးရင်လမ်းလျှောက်တလို့လို့ဘာလို့လို့နဲ့ကိုမောင်ချူတေကြပေါက်ရှိနေမဲ့လက်ဖေးဆန်ကိုလိုက်လာပြီးခလေးကိုထိုးအပ်သွားတာပြီးတော့အဲ့ဒီမိန်းမပြောတဲ့လေတံကအိမ်ပေါ်လေတံမှမဟုတ်ပဲအဖေကြီးခလေးကမနေဘူးတော့ဆိုတော့လင်းနဲ့မယားချင်းပြောနေစူနေချလို့လို့အဲ့ဒီတော့အကြောင်းမသိရဲ့ကျွန်တော်တို့ကလည်းစပင်းဒီကြောင်ကြောင်ဘူတီဘက်တီနဲ့အိမ်ပေါ်မကိုကိုမောင်မောင်ချူရဲ့ တောင်ညာဆန်မဟေတိကြီးလို့အောက်မိပြီ။ဩကျွတ်ကျွတ်ထုံမရဲ့ဘော်ဒါကြီးမိမာယာကန်ဆူးနှုံချလီခြင်းရဲ့လို့ချိန်ပြီးတနာနေကြတာဗျ။ကိုမောင်မောင်ချိုကိုတိုင်းကတော့သူ့ကိုအဲ့ဒီလိုပြောရဆိုရကောင်းလားဆိုပြီးအိမ်ပေါ်မိမာကိုစူဟင်ကျိဟေတော့မလုပ်ဘူး။အာနာစရာမရှိဂျန်ဖန်အာနာရင်ထင်ပါရဲ့။မြုံစီစီနေနေတာပဲ။ကိုမောင်မောင်ချိုကိုသူ့ရောက်ခမအိမ်ပေါ်ကနှင်ချရတဲ့အကြောင်းကလည်း အဲ့ဒီအားနာတဲ့ကိစ္စကပဲအရင်ခံတာဗျဒီလိုလေဗျကိုမောင်မောင်ချိုကရီစီလှဲဖို့ရတဲ့အထဲကနေတနေ့ကို၅ချက်တစ်၁၀လောက်နေ့တွက်စီနေလေတော့လက်ဖေးဆိုင်လာထိုင်တဲ့အခါစိုက်ကားစီစီလာတယ်။သူစီးနေကြစိုက်ကားဆရာကပေသေးတယ်။ပေသေးရဲ့စိုက်ကားကို တရက်ကွက်လုံးကခွေးချီလိုနမေပေးထားကြတယ်။ဟိုနေရာပါသွားလိုက်ဒီနေရာပါသွားလိုက်နေမို့လို့ဘာစင်စာကတယောက်ထဲဈေးကိုသွားဖို့ငှားစီရေဆိုပါစို့ နောက်ဖက်ထိုင်ကုန်ကလွတ်နေပြီဆိုရင်အဲ့ဒီလိုနားပြီးသားမှတ်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့လမ်းမှာနောက်ထပ်ခီးသိမ့်တယောက်ကဖြတ်ထားပြီးဖုန်ကြီးကြောင့်ပို့ပြီးစမ်းမှလို့ပြောလာရင်လေလာထားပဲတက်ပြပေးခြင်းတလောက်ပေးဆိုတာကြီးပဲအဲ့ဒီလိုနောက်ထိုင်ကုန်ဘေးထိုင်ကုန်ကိုကတ်မြောင်ပြီးစီးတဲ့လူအဖို့ကြတော့စိုက်ကားကပေးရတာတတတာကိုအဲ့ဒါလို့နဲ့လမ်းတလျှောက်တွေ့တဲ့မြတ်မဆုံးနိုင်တော့ဘူးတယောက်ပြီးတယောက်တနေရာပြီးတနေရာရွှေ့မြုံနေတော့တာ အရင်ဆုံးဟားစီမိတဲ့ခရီးသည်ကတော့ရှင်လောင်းပြတယ်လို့ရွာစင်လှဲ့ဖို့သာပြင်ထားပြီတော့ပဲ။ကြာတော့ပေသေးရဲ့စိုက်ကားကိုရက်ွက်ထဲမှာဘသူမှမငှားကြတော့ဘူး။ကိုမောင်မောင်ချူကတော့အဲ့ဒီလိုဖြစ်နေရရှာရာကိုပဲပေသေးကိုကြမ်းကြမ်းဖန်ဖန်အာနာတရေပြ။ဒါကြောင့်လက်ဖေးဆိုင်ကိုလာတိုင်းပေသေးရဲ့စိုက်ကားကိုပဲအမြဲငှားစီတယ်။ပေသေးကလည်းဘရော့မှအချိုးမပြောင်းဘူး။ကိုမောင်မောင်ချူကတယောက်သေးတော့ပါစင်စာမဟုတ်လား။ ဆိုင်ကားနောက်ခုံကအမြဲလွတ်နေတာလေအဲ့တော့ပေသေးရဲ့ဆိုင်ကားပေါ်မှာကိုမောင်မောင်ချိုပါလာပြီဆိုရင်လမ်းမှာဟဲ့ပေသေးကြီးငါမှချင်းတော်တွေနဲ့မို့ဈေးကိုအရင်လိုက်ပို့စမ်းမအောင်ဟဲ့ဆိုရင်ဈေးတောင်းပိုက်ထားတဲ့မိမကြီးနဲ့တွဲလျက်သားနဲ့လေကိုမောင်မောင်ချိုတယောက်မုတ်တူကြီးပါသွားတတ်တယ်တခါတခါဦးလေးပေသေးကြီးကျမကလေးကိုကြောက်နောက်ကြနေလို့မြန်မြန်ပို့ပေးစမ်းမအောင်ဆိုတဲ့မိမမျိုးနဲ့တွေ့ရင်လေကိုမောင်မောင်ချိုရဲ့အဲ့ဒီမိမရဲ့ ခလေးတွေတိုးလို့တွဲလောင်းတပြုံတမနဲ့စိုက်ကားပေါ်အမိန်သားကြီးထိုင်လိုက်သွားတာပဲကိုမောင်မောင်ချိုပါဆက်ကတော့မတင်နဲ့ဗျာလို့ကန့်ကွက်တာတကားမှမရှိဘူးဗျအာနာလို့တဲ့အိမ်ပေါ်ကဆင်းရရင်ပြဿနာကဒီလိုဗျကိုမောင်မောင်ချိုရောက်ခမကြီးကစစ်မှုတန်းဟောင်းများအစည်းအဝေးကနေပြန်လာတယ်သူ family ကားလေးပေါ်မှာမြို့နေက တာဝန်ရှိတဲ့လူကြီး၂ယောက်၃ယောက်လဲပါလာတယ်ဆိုပဲ သူတို့ကားနဲ့ကိုမောင်မောင်ချိုစီးလာတဲ့စိုက်ကားကလမ်းမှာဆုံလာထုံးစံအတိုင်းကိုမောင်မောင်ချိုကစိုက်ကားရှေ့ခုံမှာအေးပြီးတော့နောက်ခုံမှာကအဝိအစားဖေယူဖေယဲစပင်ဘူဒီဘတ်တင်နဲ့မိမတယောက်ချစ်ချင်တော့ဗျာအဲ့ဒီမိမကိုကိုမောင်မောင်ချိုကသာလူအင်းမလို့မသိတာတမျိုးနေလုံးကနမေပြက်နဲ့ကြော်စောဆင်းရင်ဝင်မှန်းသိနေတာဆိုပဲအဲ့ဒီမိမကလည်းရက်ွက်အစွန်မှာရှိတဲ့တဲခိုကန်းရှိကထွက်ပြီးစိုက်ကားတားစီရတဲ့ အဲ့ဒီကနေကိုမောင်မောင်ချိုးနဲ့နှစ်ယောက်တွဲစိုက်ကားစီးပြီးထွက်လာအဖိုးကြီးတွေရဲ့ family ya ကားကလည်းဖြတ်အသွားနဲ့တဲ့တဲ့တိုးရောအိမ်ပြန်ရောက်တော့အဖိုးကြီးကပွဲကြံတော့တာပဲနေ့ကင်းဆောင်တော့အရှက်မရှိဘူးဘာညာနဲ့ချိန်မောင်းပြီးအိမ်ပေါ်ကနေနှင်းချလိုက်တယ်ကိုမောင်ချိုးမိမမဝင်းမီကလည်းပကူးရောက်နေတဲ့အချိန်ကိုဒါနဲ့ပဲကိုမောင်မောင်ချိုးတယောက်ကိုဘာသာကိုဘာဖြစ်မှုကျူးလွန်လို့ကျူးလွန်မိမှမသိပဲကုတ်ချောင်းချောင်းနဲ့ရောက်ခမအိမ်ပေါ်ကဆင်းပြီး ကျွန်တော်တို့စီရောက်လာတော့တာပါပဲဗျာကိုမောင်မောင်ချိုလိုလူတယောက်ကိုအိမ်ပေါ်တင်ထားရတာဟာဘာမှအပန်းမကြည့်ဘူးကရိကထာလည်းမများဘူးမနဲ့မိုးလင်းလာပြီဆိုရင်ကိုမောင်မောင်ချိုတယောက်မျက်နာတစ်ပြီးပစိုးပိုင်းလေးနဲ့ရင်းစင်အောင်တုပ်ပြီးရင်မနေ့ညကကြံတဲ့ထမင်းချမ်းကလေးကိုငပိရီနဲ့နေဖက်စားပြီးပလက်ကလက်ထိုင်မှာညင်ညင်ကလေးထိုင်နေတာပဲစကားတော်တိတ်ဟာဟာမပြောဘူးမျက်လုံးကလေးမှီပြီးစဉ်းစားကန်ဝင်နေတာပဲ ကျွန်တော်တခါကမေးကြည့်ဘူးလေကို့မောင်ချုံခမရဘာရီမြတွေးတွေးနေတာလေဗျာလို့သူပြန်ဖြေရဲ့စကားကို ကျွန်တော်တသက်ဘယ်တော့မှမေ့လို့ရတော့မှာမဟုတ်ဘူးကိုမောင်မောင်ချိုးရဲ့အဖြေကအော်မနေ့ညကမှတ်ခဲ့တဲ့အိမ်မက်အကြောင်းကို ပြန်စဉ်းစားနေတာပါဗျာတဲ့ထူးဆန်းနေသူဟာညတိုင်းညတိုင်းအိမ်မက်မှတ်တတ်သူလားမသိဘူးပြီးတော့နေစာတူကတာဝန်ကြီးတစ်ခုလိုနေ့တိုင်းနေ့တိုင်းသူလုပ်နေရတဲ့အလုပ်က မနေ့ကမှတ်ခဲ့တဲ့အိမ်မက်အကြောင်းကိုပြန်စဉ်းစားတာတဲ့ဟုတ်ကဲ့ကျွန်တော်တို့ဟာဘဝတက်ွေမှာခေတ္တခေတ်မှာအိမ်မက်တွေအကြောင်းကိုပဲစဉ်းစားနေတဲ့သူတယောက်နဲ့မိတ်ဆွေဖြစ်ခဲ့ရပူပါရဲ့